အားလုံးပဲမင်္ဂလာပါရှင်။ Let's Talk The New Channel ကနေကြိုဆိုပါရစေရှင်။ငလင်ပေးကြောင်ကုန်စည်နှုံးတွေမြင့်တက်နေ။အခုပြောပြမှာကတော့တမိုင်းတခြားအကြီးမားဆုံးငလင်ပေးကြီးနဲ့ကြုံတွေ့ခဲ့ရတဲ့ဒေတာတွေမှာအခြေခံစားတောက်ကုန်နဲ့စေဝါးစည်နှုံးတွေမြင့်တက်နေတဲ့အကြောင်းပဲဖြစ်ပါလေ။မန္တလေးစကိုင်း၊နေပြည်တော်နဲ့ရှမ်းပြည်စားတဲ့ဒေတာတွေအပြင် ရန်ကုန်နဲ့ဒေသတချို့မှာ ကုန်ပစ္စည်းအမျိုးအစားတွေပေါ်မူတည်ပြီးအနည်းဆုံး30ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းကျော်အထိ မြင့်တက်နေတယ်လို့သိရပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးသခိုင်းတိုင်းတွင်ကျေးရွာတစ်ခုမှနေထိုင်သူအမျိုးသမီးတအူးကအခုလိုပြောပြပါဗါ့။ငလင်ကျောင်းမန္တလေးနဲ့သခိုင်းမှာလမ်းတွေပြက်စီတော့တွားရေးလာရေးခတ်ပြီးကုံစင်းနှောင်းတက်တာတွေလိုချင်တဲ့ပစ္စည်းဈေးတွေဝယ်မရတာတွေလမ်းကျောအခြေအနေမကောင်းတာတွေဖြစ်နေတယ်။ကုန်ပစ္စည်းဈေးကတော့အတော်လေးတက်လာပါတယ်လို့သူမကပြောပါဗါ။ဒါအပြင် ကုန်ပစ္စည်းနဲ့ဈေးဝါပြက်လက်မှုတွေလည်းကြုံတွေ့နေရတယ်လို့ဒေတာခန်တွေကဆိုပါတယ်။ ငလင်ကြလမ်းနဲ့တံတားတွေပြက်စီးတာပြိုကျခဲ့တာကြောင့်လမ်းပန်းဆက်တွယ်ရခက်ခဲ့ပြီးနောက်ဆက်တွယ်အနေနဲ့ကုန်စည်နှုန်းတွေမြင့်တက်လာရတာလို့ဒေတာခန်တွေရဲ့ပြောကြားချက်အရာသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးနောက်ထပ်သခိုင်းမြုပ်ခန့်တအူးကလည်းအခုလိုပြောပြပါတယ်။ကလေးနှုတ်မုံတို့ဆေးတို့ကုန်နေတာလမ်းကြောတွေပိတ်ကားတွေမထွက်ကြတော့အဲ့ဒီတခုတော့တိုင်ပတ်တယ်။ပစ္စည်းကဈေးကွက်ချက် stop ပြတ်တာပေါ့။ အဝင်မရှိတော့ရှိတာပဲစုဝဲကြတော့ဆိုင်တွေမှာရောင်းစရာပြက်ကုန်တာလို့သူကပြောပါတယ်။ဒါအပြင်ငလင်တန်းအပြင်ထံခန်းစားနေရတဲ့မန္တလေးနေပြည်တော်ပြင်မနာတက်ကုန်းနဲ့အနီးတစ်ဝိုက်မှာလည်းအခြေခံစားသောက်ကုန်စည်နှုန်း73စီဘီလက်နေနဲ့အင်းဆောက်ပစ္စည်းစည်နှုန်းတွေမြင့်တက်နေတယ်လို့သိရပါတယ်။ဒါအပြင်ရန်ကုန်မြို့မှာလည်းဘီလက်နေစည်နှုန်းတွေနှစ်ဆလောက်အထိမြင့်တက်နေတယ်လို့အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေစီကလည်းသိရပါတယ်။ ။ဘီလက်မြေဆေးတွေကအဓိကတက်လာတယ်။အုတ်တဲကြောက်လည်းနည်းနည်းတက်တယ်။တန်ဆေးတွေတော့မတက်သေးဘူးလို့ဒေသဆောက်လုပ်ရေးလုပ်ငန်းရှင်အမျိုးသားတဦးကပြောပါတယ်။ရန်ကုန်ဆောက်လုပ်ရေးဈေးကွက်ထဲငလင်မလုတ်ခင်ကဘီလက်မြေတဲ့အကိုအမျိုးအစားပေါ်မူတည်ပြီး1800ကနေ2000အတွင်းရှိခဲ့ရကနေအခုအခါ3800ကနေ4000ဈေးအထိရှိနေတယ်လို့သိရပါတယ်။ မတ်လ28ရက်နေ့မွန်လယ်ပိုင်းမှာလောက်ခတ်ခဲ့တဲ့အင်အား Richard Starsky ခွန်တဒမခွန်အစင်းရှိတမိုင်းတခြားအကြီးမားဆုံးငလင်ပေးကြောင်ယမနစ် AB 6ရက်နေ့ထိ10ရက်အတွင်းလူပေါင်းအယောက်3560တိစုံထားတယ်လို့ဒဏ်ရာရသူ9012ဦးနဲ့ပျောက်ဆုံးသူ930ဦးရှိပြီဖြစ်တယ်လို့စစ်ကောင်စီရဲ့စာရင်းအရာသိရပါတယ်။တည်င်းလေးရတော့ဒီလောက်ပါပဲရှင်။ငလင်ပေးတဲ့ကနေအမြန်ဆုံးပြန်လဲထူထောင်နိုင်ကြပါစေရှင်။ ကျွန်တော်တို့ channel လေးကို subscribe လေးလုပ်ထားပေးကြဖို့မြစ်သားရက်ခံအပ်ပါတယ်ရှင်ကျမညီမ